ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရစေအနမဲတမိုင်းချောင်းမှာအပုတ်ချခံရတဲ့ခရိုက်တာဆိုတာများသောအားဖြင့်တော်တော်လေးကိုရှာပါပါတယ်ဒီနေ့မှာတော့ Now to Anime Series ကအပုတ်ချခြင်းကိုအခမ်းအနားဆုံးခရိုက်တာတစ်ခုအကြောင်းကိုပြောပြပေးသွားပါမယ်ဒီဘဲကမတင်ထားရလောက်အောင်ဒီ Everson နေခဲ့ပြီးပို့ဆိုရကတော့လူတိုင်းမုန်းတဲ့ခရိုက်တာတစ်ခုဖြစ်နေခဲ့တာပါဒါပေမဲ့လည်းကျွန်တော်ကိုယ်တိုင်ကတော့ဒီခရိုက်တာကိုတော်တော်လေးသဘောတွေ့မိပါတယ်ဒီနေ့ကျွန်တော်တို့ပြောမယ့်ခရိုက်တာကတော့ Danzo Shimura ပဲဖြစ်ပါတယ် ကျွန်တော်အနေနဲ့ခရိုက်တာတယောက်ချင်းစီကိုသူတေချာချာပြောပြပေးလာခဲ့တာအခုဆိုရင်ဤတာချီခီစာမဲနဲ့ထိုဘီရာမာတို့အပြင်အခြားသော background character တွေပါစုံစုံလင်းလင်းတရှိနေခဲ့ပါပြီ။ဒါကြောင့်ဒီနေ့ video ကိုလည်း Danzo ဆိုတာဘာတူလဲဆိုရဲမေကိုတစ်ခုနဲ့ပဲစတင်ချင်ပါတယ်။ Danzo ဆိုတာကတော့ခုနဟာရဲ့အကြီးအကဲတယောက်သို့မဟုတ်အန်ဘူးအဖွဲအစီရဲ့ခေါင်းဆောင်တယောက်လည်းဖြစ်ပါတယ်။နောက်ထိုး series ကကျွန်တော်တို့အားလုံးကို Dazzle ကဘာကြောင့် Shinobi of Darkness ဖြစ်နေရတာလဲဆိုပြီးမေကွန်းထုတ်စီခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ဒန်ဆိုရဲ့အဂျင်စီအိုက်ကအရန်မြက်ပတ်လုံးနေခဲ့ပြီးလူတိုင်းလူတိုင်းကိုပတ်လုံးကျန်နေခဲ့တာကြောင့်ပါဒီလိုလုံးကျန်မှုတွေကိုပြုလုပ်နိုင်ဖို့အတွက်ခွန်နွားရဲ့အင်အားစုကိုဖြတ်တောက်ပြီးမှသူ့ရဲ့ကိုပိုင်အင်အားစုတစ်ခုကိုဖန်တီးထားခဲ့တာမျိုးဖြစ်ပါတယ်လူတိုင်းကဒန်ဆိုကို Shinobi of Darkness လို့ခေါ်ဆိုနေကြတာဟာဒန်ဆိုဒီ Evil တကောင်ဖြစ်နေတာကြောင့်လားဆိုပြီးတွေးစရာဖြစ်လာပါတယ်ဒီမိကုန်းနဲ့ပတ်သက်ပြီးတချို့ကတော့ဟုတ်တယ်တချို့ကတော့မဟုတ်ဘူးဆိုပြီးအပြန်အဆိုင်ညှင်းခုန်နေကြပါပဲဒန်ဆိုကတော့တရားမျှတမှုရဲ့အစုံအသက်ကိုမရှာဖွေနိုင်ခဲ့ပါဘူး ါပေမဲ့ဒန်ဆိုဟာသွေးပမာဏအ ਨੇ စုံနဲ့ခုနှစ်ဟာရဲ့ပြည်ရင်းစစ်ကိုတားဆီးပေးနိုင်ခဲ့တဲ့လူလည်းဖြစ်ပါတယ်။ဒန်ဆိုကိုကျွန်တော်အနေနဲ့ဗီဒီယိုတစ်ခုမှတော်တော်လေးအဆင်မပြေတဲ့ character တစ်ခုအနေနဲ့စောင်းပေးပြောပြထားခဲ့ပေမဲ့ဒီနေ့မှအချိန်အများကြီးရတာကြောင့်ဒန်ဆိုရဲ့စိုက်နှခုကိုသေချာချာလေးခွဲခြားပြသပေးသွားချင်ပါတယ်။ဥချီယာကိုစတေးလိုက်တဲ့ဆိုရာကလည်းအ ਨੇ စုံတော့သူဒီခုနှစ်ဟာကိုကူညီပေးခြင်းခဲ့တာအကြောင်းလို့ယူဆနိုင်ပါတယ်။ဒန်ဆိုကလူမသိသူမသိဟိုခါခဲဖြစ်ချင်နေတဲ့လူလည်းဖြစ်ပါတယ်။ ဟုတ်ကားခဲဖြစ်စီနေတဲ့ဆိုပေမဲ့ SARS ရဲ့အဆုံးသက်ခြင်းကိုခံလိုက်ရတာကြောင့်တရက်တာဟုတ်ကားခဲခရီးလမ်းနဲ့သာကျဉ်းက်ခဲ့ရပါတယ်။ကဲအခုကနေစပြီးဒန်ဆိုဆိုတဲ့ပကြီကားချက်ကိုရေးဆွဲဖော်ပြဖို့ကျွန်တော်တို့သူ့ရဲ့ best story ကနေစတင်လိုက်ကြပါမယ်။ဒန်ဆိုကတော့ခုနှစ်ဟာရဲ့ရှီမူရာမျိုးနွယ်စုကနေဆင်းသက်လာတဲ့ရှီနိုဘီတယောက်ဖြစ်ပြီးရှီမူရာဆိုတာအူချီဟာအတွက်ဆန်ကျူရှိနေတယ်လို့ရှီမူရာမျိုးနွယ်စုအတွက်လည်းဆာရူထိုဘီမျိုးနွယ်စုကတရှိနေခဲ့ပါတယ်။စာကျူနဲ့ ਉਚੀ ဟာတို့လိုမျိုးစိမ့်မဲ့မဖြစ်ပွားခဲ့ကြပေမဲ့မျိုးနွယ်စုနှစ်ခုချာမှပြိုင်ဆိုင်မှုကတော့တော်တော်လေးကိုပြင်းထန်ခဲ့ပါတယ်။ စန်းချူနဲ့ဦးချီဟာရိုရဲ့စစ်ပွဲပြီးဆုံးသွားလို့ခွန်နွားကိုစတင်တီထောင်တဲ့အချိန်မှာရှီမူရာနဲ့ဆာရူဒိုဘီမျိုးနဲ့ဇူရိုကခွန်နွားကိုလာရောက်ကူပေါင်းခဲ့ကြပါတယ်။ရှီမူရာမျိုးနဲ့ဇူဆိုတာကလည်းတော်တော်လေးနာမည်ကြီးပြီးအရေးချင်းရှိကြတဲ့မျိုးနဲ့ဇူတစ်ခုဖြစ်တာကြောင့်ခွန်နွားအတွက်တော်တော်လေးကိုအားပြစ်စေခဲ့ပါတယ်။ရှီမူရာနဲ့ဆာရူထိုဘီမျိုးနဲ့ဇူရိုကခွန်နွားကိုအရင်ဆုံးလာရောက်ပူးပေါင်းခဲ့တဲ့မျိုးနဲ့ဇူတွေဖြစ်ခဲ့ကြပြီးအယိုင်အင်အားဆိုတဲ့စကားနဲ့ကန့်ညီခဲ့ကြပါတယ်။ ဒန်ဆိုကဟီရိုဇန်ထက်အသက်ကြီးတဲ့ရှင်နိုဘီတယောက်ဖြစ်ပြီးယွာကိုစတင်တည်ထောင်တဲ့အချိန်မှာမမွေးသေးပေမဲ့ယွာကိုစတင်တိဆောက်တဲ့အချိန်မှာတော့ဒန်ဆိုကတည်ရှိနေခဲ့ပါပြီဖတ်တကူအရာဒန်ဆိုဆိုတာထိုဘီရာမာတိဆောက်ထားတဲ့နင်ဂျာအကယ်ဒမီကနေပထမဆုံးအောင်မြင်သွားခဲ့တဲ့ကျောင်းသားတယောက်ဖြစ်ခဲ့တာပါဒန်ဆိုကကုလဟာရဲ့ပထမဆုံးရှင်နိုဘီဂျန်နရေးရှင်းကိုအတိတ်ကကိုစားပြုနေခဲ့ပါတယ်ဒန်ဆိုနဲ့အတူတူအကယ်ဒမီကိုအောင်မြင်ပြီးဂဲနေတာဝန်တွေကိုစတင်ဟန်းဆောင်ခဲ့ရတဲ့လူကတော့ဟီရိုဇန်ပဲဖြစ်ပါတယ် ဟီရိုဇန်နဲ့ဒန်ဆိုရိုနှစ်ယောက်စလုံးကပါရမီတော်တော်လေးပါလာကြောင်းခုနကကိုတီးဆောက်တဲ့အပိုင်းမှာတော်တော်လေးပါဝင်ဖြစ်ခဲ့ကြပါတယ်။ဒန်ဆိုနဲ့ဟီရိုဇန်တို့ကတငယ်ချင်းတွေဖြစ်ခဲ့ကြပြီးမတူညီတဲ့မျိုးနွယ်စုနှစ်ခုကနေဆင်းသက်လာကြတာကြောင့်ပြိုင်ဆိုင်မှုကလည်းပြင်းထန်ခဲ့ပါတယ်။ဒီနေ့မှာဒန်ဆိုတယောက်ဟာရှီရာမားနဲ့မာထရာတို့ရဲ့ဘတ်တယ်တစ်ခုကိုမတော်တဆမြင်သွားခဲ့ပြီးဟာရှီရာမားရဲ့ကြီးမားတဲ့ဒေသပုံစံကိုကြည့်ရင်စွမ်းအားဆိုတာဘာလဲကိုမေကိုထုတ်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒန်ဆိုတယောက်သူအခုရရှိထားတဲ့စွမ်းအားဟာစစ်မှန်တဲ့စွမ်းအားမဟုတ်ဘူးဆိုပြီးထင်မှတ်သွားခဲ့ပါတယ်။ ဒါကြောင့်သူရဲ့စွာအစင်းမန်ကိုရှာဖွေနိုင်ဖို့ပထမဆုံးရှင်တို့ပြီးစစ်ပွဲကြီးကိုဆင်နွှဲဖြစ်ခဲ့ပါတယ်။ဒါဆိုဆိုရာအဲ့ရဲ့ချိန်တို့ကကုနွားရဲ့အကျဉ်းဆုံးရှင်တို့ပြီးတယောက်ဖြစ်နေတာကြောင့်ထိုဘီရာမာဥဆောင်တဲ့အပွဲတစ်ခုမှာပါဝင်ခဲ့ရပါတယ်။ထိုဘီရာမာရဲ့ချင်းမှာတော့အလုပ်သေးကြတဲ့ဒန်ဆိုဟီရူဇန်အကျဉ်းပေးနှစ်ယောက်ခခမီနဲ့ထိုရီဖူတို့ပါဝင်ခဲ့ကြပါတယ်။ဒီလိုလူတွေပါဝင်တဲ့ထင်းကခေနန်ကလောက်ရဲ့ powerful အဖြစ်ဆိုရှင်တို့ပြီးနှစ်ယောက်ဖြစ်တဲ့ကင်ကာကူနဲ့ကင်ကာကူတို့ညီကိုနှစ်ယောက်ရဲ့ဝါရီမှုကိုခံခဲ့ကြရပါတယ်။ ထိုပြီးရောမာကတော့ကင်ကာကူနဲ့ကင်ကာကူရဲ့ဆိုအားကိုကြိုတိထားတာကြောင့်စတေးမဲ့လူတယောက်လိုအပ်ကြောင်းအတည်ပြခဲ့ပါတယ်။ဒီစကားကြောင့်အမြဲတမ်းသူရဲ့ကောင်းချင်းဝယ်လို့ချင်တဲ့ဒန်ဆိုကသူ့ရဲ့အသက်ကိုစတေးဖို့တုံဆိုင်နေခဲ့ပါတယ်။ဒန်ဆိုတယောက်တုံဆိုင်နေတော့မှပဲဟီရူဇန်ကသူ့ရဲ့အသက်ကိုစတေးဖို့ထိုပြီးရောမာကိုတောင်းဆိုခဲ့ပါတယ်။ဒန်ဆိုကိုရိုင်းကအရာတစ်ခုခုကိုကြောက်နေခဲ့ပြီးအဲ့အရာကိုမကျော်လွန်နိုင်ခဲ့တာကြောင့်ဟီရူဇန်ထက်ဆိုင်ရင်တုတ်ပြန်မှုကနောက်ကျနေခဲ့တာပါ။ဒါဆိုကြောင်းနေတဲ့အရာဟာတည်စင်းတရားဖြစ်ပြီးတည်စင်းတရားကိုစံသက်ခဲ့တဲ့လူကတော့ထိုဘီရာမာပဲဖြစ်ပါတယ် ကိုရတဲ့ကိုအခြားလူတွေအတွက်စတင်နိုင်ပြီဆိုရင်တေချာပေါ့အဲ့လူဟာခေါင်းဆောင်ကောင်တယောက်ဖြစ်နေတာကြောင့်ထူရာမာကဟီရူဇက်ကိုတတိယမြောက်ဟုခါခဲအဖြစ်ပြက်ပြက်သားသားရွေးချယ်ပြင်မြောက်ခဲ့ပါတယ်။အဲ့နောက်မှာတော့ထူရာမာဟာဒါဆန်သက်တဲ့မေကွန်းတစ်ခုသားဖြစ်ပြီးဒီစတင်မှုကိုသူကိုယ်တိုင်ပဲလှုပ်ဆောင်မယ်လို့ပြန်ပြောခဲ့ပါတယ်။အဲ့နောက်မှာတော့ထူရာမာရဲ့ထင်ကဟီရူဇက်ရဲ့ဥစ္စာမှုနဲ့အတူလွတ်မြောက်လာခဲ့ပြီးထူရာမာကတော့သူ့ရဲ့အသက်ကိုစည်သွားခဲ့ပါတယ်။ဒါဆိုကတော့ထူရာမာရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီးချိန်နှံမှုမရှိခဲ့ပါဘူး။ ဒါကြောင့်လဲဒန်ဆိုတရားဟီရူဆန်ကိုတိုက်ခိုက်ပြီးဟိုခါခဲဆိုတဲ့တိုင်တယ်ကိုလူယူနိုင်ဖို့အတွက်စတင်စ조사လာခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဒန်ဆိုဘလို့ပဲ조사조사ဟီရူဆန်ရဲ့စစ်မှန်တဲ့စိတ်ဝိညာဉ်ကိုလုံးဝမှတ်မိနိုင်တာကြောင့်လုံပိုင်ခွင့်တွေကိုသာလူယူခဲ့ရပါတယ်။ဒန်ဆိုကလည်းတော်တော်လေးစမဖြစ်တာကြောင့်ထူပြီးရမတီထောင်ခဲ့တဲ့အဘူအဖွဲကိုအုပ်ချုပ်ပြီးရွာရဲ့အသေးကြီးတရင်အချက်အလက်တွေကိုအပိုင်စီးထားနိုင်ခဲ့ပါတယ်။အဘူအဖွဲကထူပရာမလက်ထက်မှာရှုပ်ထွေးမှုရှိတဲ့ဆိုပေမဲ့လူတိုင်းနားလည်နိုင်တဲ့အစစ်မှရှိခဲ့ပါတယ် ဒန်ဆိုရဲ့လက်ထက်မှာတော့အန်ဘူကရှုပ်ထွေးမှုရှိတာအပြင်ကိုမှလူတိုင်းနားမလည်နိုင်တဲ့လွှတ်ဝတ်အဖွဲ့အစည်းတစ်ခုအတွင်ကိုပြောင်းလဲသွားခဲ့ပါတယ်။နားလည်မှုလွဲမှားတဲ့အချက်ကတော့အန်ဘူကိုဖွဲ့စည်းခဲ့တာကထိုဘီရာမာဖြစ်ပြီးရူကိုဖွဲ့စည်းခဲ့တာကတော့ဒန်ဆိုဖြစ်တာကြောင့်နှစ်ခုလုံးကိုဒန်ဆိုကဖန်တီးခဲ့တာမျိုးတော့လည်းမဟုတ်ပါဘူး။ထိုဘီရာမာရဲ့အန်ဘူစရာကဟိုကာကဲကိုကာကွယ်ဖို့သာဖြစ်ပြီးဒန်ဆိုရဲ့အန်ဘူကတော့ဟိုကာကဲကိုကာကွယ်ဖို့စရာထက်ရွာရဲ့အရေးကြီးအချက်အလက်တွေကိုအရယူဖို့ပဲဖြစ်ပါတယ် ။ဒန်ဆိုတယောက်နေရာတိုင်းမှာပြန်ကျဲနေတဲ့အရေးချင်းရှိကလေးငယ်တွေကိုစုစောင့်ပြီးအဘူမှာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ခွန်နိုဟာမှာဆိုရင်တော့ဒန်ဆိုကများသောအားဖြင့် Uchiha နဲ့ Abrame မျိုးနွယ်စုက talent ရှိတဲ့ကလေးငယ်တွေကိုလိုက်လံစုဆောင်လေ့ရှိပါတယ်။ဘာလို့ဆို Uchiha နဲ့ Abrame မျိုးနွယ်စုဝင်တွေကလှုပ်ကြံရှင်းလင်းရေးမှာတော်တော်ကြီးကိုအသုံးဝင်တာချောင်းပါ။ဒါဆိုတရောင်းအဘူအဖွဲရဲ့စွန်အားတွေကိုတိုးမြင့်နေတာနဲ့အများသူရဲ့စွန်အားကလည်းတိုးများလီလီပဲဖြစ်ပါတယ်။ဒန်ဆိုကအဘူအဖွဲကိုနှစ်ပေါင်းများစွာအုပ်စိုးပြီးသွားတဲ့အချိန်မှာတော့အခြားနိုင်ငံရဲ့အုပ်ချုပ်သူတွေတော်တော်များများကိုလှုပ်ကြံရှင်းလင်းနိုင်ခဲ့ပါတယ်။ အခြားနိုင်ငံတွေကရန်သူအကြီးအကဲတွေကိုလုံခြုံရှင်းလင်းတာကိုအပြစ်မဆိုလို့ပဲ။ဒန်ဆိုတယောက်ခုနကကသူကြီးလို့မရတဲ့လူတွေကိုပါအပြစ်ရှင်းပစ်ခဲ့တာပါ။ဒန်ဆိုရဲ့အကြီးမားဆုံးလုံခြုံရှင်းလင်းမှုက၃ချိန်မြောက်ရှင်နိုဘီစစ်ပွဲမှာဖြစ်ပွားခဲ့ပါတယ်။တော့ချိန်မြောက်ရှင်နိုဘီစစ်ပွဲအတွင်းမှာဒန်ဆိုကဒုတိယစစ်ပွဲအတွင်းမှာနာမည်ကြီးခဲ့တဲ့ဟန်ဆိုစီကိုတွားရောက်ခဲ့ပါတယ်။ဟန်ဆိုတဲ့ဆလမ်မတာအကြောင်းကိုလည်းနောက်နေကြလို့ရှိရင်ဗီဒီယိုတစ်ခုနဲ့ရှင်းပြပေးသွားဖို့ရှိပါတယ်။ ဒါဆိုတရားမကောင်းတဲ့တရင်တစ်ခုကိုဖန်တီးပြီးအခါစုကီအဖွဲကိုနှိမ်နင်းဖို့နဲ့ဟိုခါခဲနေရာအတွက်သူ့ကိုပြန်လဲကူညီပေးဖို့ဟန်ဆိုးစီမှာသွားရောက်တောင်းဆိုခဲ့ပါတယ်။တေသနာတစ်ခုကတော့အိမ်နေတဲ့ကြားကိုသွားနှုတ်တလို့ဖြစ်နေခဲ့ပြီးနာဂါထိုကဒန်ဆိုနဲ့ဟန်ဆိုးရဲ့ရှင်နိုဘီရဲ့အကုံလုံးကိုအပြည့်ရှင်ပစ်ခဲ့ပါတယ်။ဒါဆိုတင်ပြသွားတဲ့အချင်းအချာမှာတော့အခါစုကီကိုဖြည့်ရှင်းဖို့သူကကူညီပေးနိုင်ခဲ့ပြီးဟိုခါခဲဖြစ်ဖို့ပြန်လဲကူညီပေးပါဆိုပေမဲ့တကယ်တမ်းအခါစုကီအဖွဲကိုမကောင်းတဲ့ရင်လွှင့်ခဲ့တဲ့လူကဒါဆိုကိုရိုင်းပဲဖြစ်တာကြောင့်ဟန်ဆိုကပဲလော်ချာစားညက်တယ်လို့ဖြစ်ခဲ့ရတာပါ ဒန်ဆိုကဘလောက်ပဲပါဇက်ကဖျားတနေပါစေလက်ကတော့အငိမ့်မနေတဲ့လူစားမျိုးဖြစ်တာအကြောင်းရင်ကျဲရေးကိုလှုပ်ဆောင်တဲ့အဖွဲ့အစည်းမှတ်သမားကိုဖြည့်ရှင်းပြစ်လိရှိပါတယ်။ဟန်ဆိုနဲ့ဒန်ဆိုရဲ့ရှီနိုဘီရဲ့အကုတ်လုံးကိုနာကာတိုတယောက်ဖြည့်ရှင်းလိုက်တဲ့အချိန်မှာလည်းဒန်ဆိုကအခတ်စုကီအဖွဲ့ဟာဟေဒန်ရင်းကိုတောက်စတင်ပုံကန်နေခဲ့ပြီလို့သတင်းလွှင့်ခဲ့ပါတယ်။ပြဒနာကိုစတင်ဖန်တီးခဲ့တာကလည်းအခါစုကီအဖွဲ့ကကြောက်တုံးရွာရဲ့ကျူးကျော်မှုကိုဟန်တာရင်ကနေလက်လွန်ချက်သွဖြစ်ပြီးလူတက်မှုကိုကျူးလွန်ပြီးခဲ့ကြတာပါ။ အကစုကီအဖွဲ့ဖြစ်ရှင်းလိုက်တဲ့လူတွေကဒန်ဆိုးရဲ့လူတွေဖြစ်ပြီးကြောက်တုံးရွာရဲ့ရှင်နိုဘီဝစ်ဆုံကိုသာဝစ်ဆင်ထားခဲ့ကြတာပါ။အဲနောက်မှာတော့အရှင်နိုဘီအလောင်းတွေကိုဒန်ဆိုးက Hidden Rain ရဲ့ရှင်နိုဘီဝစ်ဆုံကိုဝစ်ဆင်ပေးပြီးဟန်ဆိုးကိုသွေးထိုးခဲ့တာမျိုးဖြစ်ပါတယ်။ဒန်ဆိုးကဘာကြောင့်ဒီစစ်ပွဲအသေးစားလေးတခုကိုဖန်တီးခဲ့ရတာလဲဆိုတော့အကစုကီအဖွဲ့ရဲ့ခေါင်းဆောင်ရှာယီကိုကိုလည်းဖြက်စီးနိုင်တယ်လို့ Hidden Rain ရဲ့ခေါင်းဆောင်ဟန်ဆိုးကိုလည်းအပြည့်ရှင်းပြနိုင်တာချောင်းပါ။ဒန်ဆိုကအဲ့လူနှစ်ယောက်စလုံးကိုနောက်တဲ့အချိန်မှာကုနိုဟာအတွက်အန်ရရရှိလာနိုင်တဲ့လူနှစ်ယောက်လို့ယူဆထားတာကြောင့်ဖြည့်ရှင်းဖို့စူးစမ်းခဲ့တာဖြစ်ပါတယ်။ ။တန်ဆိုတယောက်ဟန်ဆိုနဲ့ပူပေါင်းပြီးသွားတဲ့အခါမှာခန်ဆိုဆိုတဲ့နာမည်တစ်ခုကိုခံယူပြီးယာယီကိုစီကိုသွားရောက်ကဟန်ဆိုနဲ့အတူငြိမ်းချမ်းရေးစာချုပ်တစ်ခုကိုချုပ်ဆိုဖို့သွားရောက်ကမ်းလှမ်းခဲ့ပါတယ်။နာဂါထိုရိုကလည်းသူတို့ရဲ့စူးစမ်းမှုကိုအတိအမှတ်ပြုပြီးဆိုတဲ့အတွေ့နဲ့ဟန်ဆိုစီကိုလာရောက်ခဲ့ပေမယ့်ဟန်ဆိုကတော့ခွန်နန်နဲ့ရှာအီကိုရဲ့အသက်ကိုလဲလှယ်ဖို့သာဆုံးဖြတ်ခိုင်းခဲ့ပါတယ်။ဒါဆိုလို့မဟုတ်ဘဲခေါင်းဆောင်စိတ်တဲ့အပြေအဝရှိတဲ့ရှာအီကိုကနာဂါထိုရဲ့လက်ထဲမှာအတင်းအသေးခံသွားခဲ့တာပါ။ ဒါကြောင့်လည်းနာဂါတိုကသူ့ရဲ့ Renegade Avalanche ကိုအသုံးပြုပြီးလူတိုင်းရဲ့အသက်ကိုနှုတ်ယူခဲ့တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဒန်ဆိုရဲ့ Gadget လုံးထဲနဲ့ငှက်နှကောင်ဖြစ်တဲ့အကွက်ကတော့အလုတ်ဖြစ်သွားခဲ့ပါတယ်။ Akatsuki နဲ့ Hidden Rain တို့ပြိုကွဲပြီးသွားတဲ့နောက်ပိုင်းမှာဒန်ဆိုကရွာရဲ့တစ္ဆက်ဖောက်လို့သတ်မှတ်ထားတဲ့ Orochimaru နဲ့လက်တွဲဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ Orochimaru ကကုနိုဟာရဲ့ဂျိုးနေတယောက်ဖြစ်နေခဲ့ပြီးလူသားအစာထိုးစမ်းသပ်မှုတွေကိုလုံဆောင်နေခဲ့ပါပြီ။ဒီအချက်ကိုဒန်ဆိုတယောက်သိနေခဲ့ပေမဲ့ Hiruzen စီကိုပြန်လည်းမတင်ပြဘဲထိန်ချန်ထားခဲ့ပါတယ်။ ဒါဆိုရင်အိုရိုချီမာရူရိုနှစ်ယောက်အတူဘူကောဘီခွန်နိုဟာရဲ့မိဘမဲ့ကလင်းငယ်တွေကိုလိုက်လံစူးစမ်းဖြစ်ခဲ့ပါတယ်။အများစုကတော့အန်ဘူအဖွဲ့ဝင်တွေရဲ့ကလင်းငယ်တွေဖြစ်ကြပြီးမိဘတွေမစ်ရှင်သွားချင်းပြန်မလာနိုင်တော့တဲ့အခါမှာဒါဆိုရင်အိုရိုချီမာရူကစမ်းသက်ခံတော့ပစ္စည်းအနေနဲ့အသုံးပြုခဲ့ကြတာပါ။ဒီထဲကတယောက်ကတော့နိုနိုဖြစ်ပြီးကြတော့ရွာကိုတရှိုးအဖြစ်ဆေးလွတ်ခံခဲ့ရပါတယ်။တုံးချင်းမြောင်ရှင်တို့ပြစ်စ်ပွဲအတွင်းမှာအင်အားကြီးမှခဲ့ကြတာက Hidden Stone နဲ့ခွန်နိုဟာဖြစ်လို့ဒန်ဆိုက Hidden Stone ရဲ့ information တွေကိုစူးစမ်းဖို့နိုနိုကိုအသုံးချခဲ့တာမျိုးဖြစ်ပါတယ်။ နိုနိုကိုအသုံးချရင်ကနေမှတစဉ်တရှိုးပိုင်းဆိုင်ရာမှာပါရမီပါလာတဲ့ခါဘူတိုကိုပါထပ်မံရှာတွေ့ခဲ့ပါတယ်ခါဘူတိုနဲ့နိုနိုတို့နှစ်ယောက်စလုံးကို infore pp တီးရမှာကရန် risk များတာကြောင့်ခါဘူတိုကိုအသုံးချပြီးနိုနိုကိုဖြည့်ရှင်းပစ်ခဲ့ပါတယ်။ဒန်ဆိုတယောက်ခါဘူတိုကို brain wash ပြီး orochimaru si ကိုတရင်အချက်လက်အတွက်ထပ်မံဆေးလုပ်ခဲ့ပါတယ်။ orochimaru ကလည်း ambo ရဲ့အဖွဲ့ဝင်တယောက်ဖြစ်နေတာကြောင့်ခါဘူတိုကိုသူ့ရဲ့လက်ထောက်အဖြစ်ခန့်အပ်ထားလိုက်ပါတယ်။ဒန်ဆိုစီကိုတော့သူကိုယ်တိုင်ခါဘူတိုကိုအပြန်ရှင်းပစ်လိုက်ပြီးဆိုတဲ့တရင်အမှားကိုပေးခဲ့ပါတယ်။ ဒီလိုကိစ္စလေးတစ်ခုချက်ဒန်ဆိုနဲ့အိုရိုချီမာရူရဲ့ဆက်ဆံရေးကမပြတ်စီးသွားခဲ့ပဲဆက်လက်ပူးတွဲပြီး project edit တွေကိုလှုပ်ဆောင်ခဲ့ပါတယ်။အိုရိုချီမာရူတယောက်နောက်ပိုင်းမှာဒန်ဆိုရဲ့လက်တစ်ဖက်ကိုရှင်ဦးချီဟားရဲ့လက်တစ်ဖက်နဲ့အစာထိုးပေးနိုင်ခဲ့ပါတယ်။ရှင်ဦးချီဟာဆိုတာထူးခြားတဲ့ availability တစ်ခုနဲ့မွေးဖွားလာခဲ့ပြီးအဲ့ availability ကတော့တစုံတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့အလွယ်တကူပေါင်းစပ်နိုင်တာမျိုးဖြစ်ပါတယ်။ဒန်ဆိုတယောက်ရှင်ရဲ့လက်တစ်ဖက်ကိုပေါင်းစပ်နိုင်ဖို့အတွက် Hashirama ရဲ့ Zeri ကိုအသုံးပြုခဲ့ပါတယ်။ ယာမာထိုရဲ့ theory အရဟာရှိရာမရဲ့ series ကဘသူနဲ့မှမပေါင်းစပ်နိုင်ပေမဲ့ပေါင်းစပ်နိုင်အောင်ရှင်ဦးချီဟာရဲ့ခန္ဓာကိုယ်ကကူညီပေးနိုင်ပါတယ်။ဒါကြောင့်ဒန်ဆိုတယောက်ရှင်ရဲ့လက်နဲ့ဟာရှိရာမရဲ့ series ကိုအတူပူပေါင်းပြီးရှာရီကန်ရဲ့အများကြီးကိုဒူလောင်ထားနိုင်တဲ့လက်မောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီအချိန်မှာဟီရိုဇန်ကအခြားရွာတွေနဲ့ငញ្ញရိစာချုပ်ချုပ်ဆိုးကိုစူးစမ်းနေခဲ့ပြီးဒန်ဆိုကတော့၃ချိန်အထိဖြစ်ပေါ်ထားခဲ့တဲ့စစ်ပွဲကြီးကိုဒီလိုမျိုးအဆုံးမသတ်ချင်ခဲ့ပါဘူး။ဒန်ဆိုကတော့အခြားရွာတွေကိုဆက်လက်တိုက်ခိုက်ချင်နေတာကြောင့်ဟီရိုဇန်ကဟိုခါကဲနေရာကနေစစ်ပေးဖို့ကိုရွေးချယ်ခဲ့ပါတယ်။ အသက်ပေါင်းများစွာကိုစတေးပြီးကကြာမှငြိမ်းချမ်းရေးကိုမဖန်တီးပေးနိုင်ခဲ့တဲ့အတွက်ကြောင့်ဟီရူဆန်ကဟိုခါခဲနေရနဲ့မထိုက်တန်ဘူးလို့သတ်မှတ်ခဲ့တာမျိုးဖြစ်ပါတယ်။ဟီရူဆန်တယောက်ဟိုခါခဲနေရကိုဆွန့်လွတ်လိုက်တဲ့အချိန်မှာဒန်ဆိုကအဲ့နေရကိုလိုချင်တတ်မှတ်လာခဲ့ပြန်ပါတယ်။တို့ပဲမလဲဒန်ဆိုဆိုရာကဟီရူဇန်ထက်တောင်အသက်ပိုပြီးကြီးနေတာကြောင့်ဟိုကာခဲထိုင်ကုန်ကိုရှာယူဖို့ဆိုရာလုံးဝလုံးဝမဖြစ်နိုင်ခဲ့ပါဘူး အကြောင်းအမျိုးမျိုးကြောင့်ဟိုကာကဲနေရာနဲ့မထိုက်တန်တော့တဲ့အခါမှာတော့သူ့ရဲ့ပါတနာဖြစ်တဲ့အိုရိုချီမာရုကိုဟိုကာကဲနေရာအတွက်ထောက်ခံပေးခဲ့ပါတယ်။အိုရိုချီမာရုဆိုတာဒုတိယမြောက်ရှင်လိုပြီးစစ်ပွဲအတွင်းမှာ Legendary Signing ဆိုတဲ့တိုက်တဲ့ကိုပါရရှိထားတာကြောင့်ရွာရဲ့စွမ်းအကြီးမားဆုံးရှင်လိုပြီးတယောက်ဖြစ်နေခဲ့ပါတယ်။အိုရိုချီမာရုဆိုတာဟီရူဇန်ရဲ့တပည့်တယောက်ဖြစ်နေတာကြောင့်ဟီရူဇန်ကိုရိုင်းကလည်းဒန်ဆိုရဲ့ထောက်ခံမှုကိုလက်ခံပေးခဲ့ပါတယ်။ဒါပေမဲ့ဟီရူဇန်ရဲ့ဆုံးဖြတ်ချက်ကတော့အိုရိုချီမာရုစီမှာစစ်မှန်တဲ့ခေါင်းဆောင်တယောက်ရဲ့စိတ်ထားမျိုးမရှိတာကြောင့်လေးယောက်မြောက်ဟိုကာကဲနေရာကိုမီနာထိုအားပေးရခဲ့ပါတယ်။ ဟီရူဇန်ကတော့မီနာထိုးဒီငငယ်ရွယ်နဲ့တော်တော်လေးပါရမီပါတဲ့ရှင်နိုဘီတယောက်ဖြစ်ပြီးသုံးချိန်သောရှင်နိုဘီစစ်ပွဲမှာလည်းလက်စွပ်ပြသထားတာကြောင့်ဟုတ်ခါခဲနေရတဲ့ထိုက်တန်ကြောင့်ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဒန်ဆိုကတော့ဟီရူဇန်ရဲ့ဆုံးဖြတ်ချက်ကိုစတင်ခဲ့ပေမဲ့အိုရိုရှိမာရုတယောက်ကတော့ဘယ်လိုနည်းနဲ့မှဟုတ်ခါခဲတယောက်ဖြစ်မလာခဲ့ပါဘူး။ဒါဆိုတော့ဟိုကာခဲနေရကိုလည်းမရရှိခဲ့သလိုသူ့ရဲ့ partner အိုရိုရှိမာရုကပါဟိုကာခဲနေရနဲ့လွဲချော်ခဲ့တာကြောင့်ကာလာတစ်ခုလောက်အထိငြိမ်သက်နေခဲ့ပါတယ်။ ခရမကခုနှစ်ဟွားကိုလာရောက်တိုက်ခိုက်တဲ့အချိန်မှာတော့ထန်ဆိုတယောက်သူ့ရဲ့ရည်မှန်းချက်တွေကိုပြေဝနိုင်ဖို့ပြန်လည်လှုပ်ရှားလာခဲ့ပါတယ်။လှုပ်ရှားပြီးဆိုတဲ့နေရာမှာလည်းခရမကိုထိန်းချုပ်နိုင်တဲ့ဦးချီဟာတွေကိုကျူးကျော်မှုကိုဟန်တားတဲ့နေရာမှာမပါဝင်စေဘဲနဲ့လူတွေကိုကယ်ဆယ်တဲ့နေရာမှာသာနေရာချထားခဲ့ပါတယ်။လူအသည့်ပညာကိုရရှိထားတဲ့ဆိုရာကလည်းဒန်ဆိုကသူ့ရဲ့မျက်စိနဲ့မာဂျရာတယောက်ခရမအားဘလို့ထိန်းချုပ်နေတယ်ဆိုတာကိုမြင်တွေ့ပူးခဲ့တာကြောင့်ပါအူချီဟာရီဘတ်ကလည်းသူတို့ရဲ့လုံပိုင်ခွင့်တွေကိုဒါစီပိတ်ပင်နေတဲ့အတွက်ကြောင့်ပုံကံမှုကိုစတင်ပြုလုပ်လာခဲ့ကြပါတယ်။ ဖူကာကုစရာဦးချီဟရဲ့ခေါင်းဆောင်တယောက်ဖြစ်ပြီးမျိုးနယ်ဝင်တွေအကုန်လုံးကခေါင်းဆောင်ကိုထိ ंछ ုတ်ကပုံကံမှုကိုစတင်ခဲ့ကြပါတယ်။ဒါဆိုနဲ့နောက်ပါရီကလည်းခူရာမရဲ့တိုက်ခိုက်မှုနောက်ွယ်မှာဦးချီဟတယောက်ယောက်ကရှိနေနိုင်ကြောင်းကောက်ချက်ချတာကြောင့်ခွန်နိုဟာဘက်ကဖူကာကုအပေါ်မှာမယုံမကြည်ဖြစ်လာနေခဲ့ပါတယ်။ဒါကြောင့်ဒါဆိုရဲ့ဦးဆောင်မှုနဲ့အတူခွန်နိုဟာဘက်ကဦးချီဟမျိုးနယ်စုကိုရွာအပြင်မှာထုတ်ထားခဲ့ကြပါတယ်။ဒီလိုရင်းဆုံးဖြတ်ခဲ့တာကဒါဆိုတယောက်ထဲတာဖြစ်ပြီးဟီရူဇန်ကတော့လုံးဝလုံးဝမပါဝင်ခဲ့ပါဘူး။ဟီရူဇန်တယောက်ခူရာမရဲ့ကျူးကျော်မှုအပြီးမှာခွန်နိုဟာရဲ့ဟိုခါခဲနေရာကိုထပ်မံလွှဲပြောင်းယူခဲ့ရပါတယ် ဘာလို့ဆိုစတိုရာမြောက်ကခရမားကိုချိန်ပိတ်ရန်အသက်တည်ဆုံးသွားခဲ့တာကြောင့်ပါဟီရိုဇန်တယောက်ဟိုခါကဲပြန်လုတည်တဲ့ကိစ္စကိုဒန်ဆိုကတော့လုံးဝသဘောကျမနေခဲ့ပါဘူးမီနာထိုနဲ့ခူရှိနာတို့တည်ဆုံးသွားတဲ့ကိစ္စမှာခက်ခါရှိကလည်းသူ့ဆရာနဲ့ဆရာကတော်တို့ကိုကဲတင်ပေးချင်ခဲ့ပါတယ်ဒါပေမဲ့ဒန်ဆိုရဲ့အမိန့်တစ်ခုဖြစ်တဲ့ကလေးငယ်တွေနဲ့အမျိုးသမီးတွေကတိုက်ပွဲနဲ့ဝေးရမှာပဲနေရမယ်ဆိုတဲ့အချက်တစ်ခုကြောင့်ခက်ခါရှိနဲ့အခြားတပည့်တွေကမီနာထိုကိုမကဲတင်ပေးနိုင်ခဲ့ကြတာမျိုးဖြစ်ပါတယ်အိုဘီထိုကတော့မီနာထိုကိုရအောင်တိုက်ခိုက်နိုင်ခဲ့ရင်ခကရှိကလည်းတေချာပေါ့မီနာထိုရဲ့အတက်ကိုကဲတင်နိုင်လောက်ပါပါ ဒန်ဆိုကတော့ခါခါရှိကိုဒီလိုဆုံးဖြတ်ခဲ့တာကဟီရိုဇက်ဖြစ်ပြီးဟိုကာကဲယိုဂန်ကတရင်အချက်လက်တွေကိုပါပိုင်စည်းဖို့ခါခါရှိကိုဟိုကာကဲရဲ့တက်တော်အဆောင်အဖြစ်ခန့်အပ်ထားခဲ့ပါတယ်။ဒန်ဆိုကခါခါရှိကိုသွေးထိုးစကားတွေနဲ့အရှုံးသွင်းပြီးဟီရိုဇန်ကိုတစ္ဆာဖောက်ခန်းခဲ့တာမျိုးဖြစ်ပါတယ်။ဒန်ဆိုကသူ့ရဲ့အန်ဘူမမ်ဘာတွေကိုအသုံးပြုပြီးဟီရိုဇန်ကိုအချိန်ချင်းအခါခါလှုပ်ကြံခဲ့မှုပါတယ်။ဟီရိုဇန်ကတော့ဒန်ဆိုကိုခွင့်လွှတ်ပေးနိုင်ခဲ့ပြီးသူရဲ့နောက်ဆုံးထွက်တဲ့အထိထိုဘီရာမာကိုပေးထားတဲ့ကတိအတိုင်းခွန်နိုကကိုကာကွယ်သွားဖို့ကိုယ်တိုင်နှလုံးသွင်းထားခဲ့ပါတယ်။ ဒါအပြင်ဟီရိုဇက်တယောက်အိုရိုချီမာရုရဲ့ဆက်သက်ခံကိုပါရှာတွေ့သွားခဲ့ပြီးဒန်ဆိုကိုခွေးလွတ်ရုံတင်မကအိုရိုချီမာရုကိုပါအသက်ရှင်လျက်လွှတ်ပေးလိုက်ရပြန်ပါတယ်။ဒန်ဆိုနဲ့အိုရိုချီမာရုကအီဘူရီမျိုးနွယ်စုကနေကလေးတယောက်ကိုရရှိပိုင်ဆိုင်ခဲ့ကြပြီးဆက်သက်မှုတွေလုံရင်းကနေအဲ့ကလေးကဟာရှီရာမရဲ့ဆဲရီကိုလက်ခံလာနိုင်ခဲ့ပါတယ်။ အိုက်ကလေးရဲ့နာမည်ကတော့ရှာမာထိုးဖြစ်ပြီးနောက်ပိုင်းမှာဒန်ဆိုရဲ့အန်ဘူးအဖွဲတွေကိုရောက်ရှိလာခဲ့ကအိုရိုချီမာရုကိုစုံစမ်းဖို့တာဝန်ပေးအပ်ချေခံခဲ့ရပါတယ်။ဒိုဘေမာအသက်16နှစ်လောက်သာရှိနေတဲ့ရှာမာထိုးက legendary စနစ်တယောက်ကိုဘိုရိုဒိုအထိပါဆက်လက်စောင့်ကြည့်သွားခဲ့ရရှာပါတယ်။အိုရိုချီမာရုတယောက်ရွာကနေထွက်သွားပြီး3နှစ်လောက်ကြာတဲ့အချိန်မှာဒန်ဆိုကသူ့ရဲ့မျက်လုံးတစ်ဖက်ကိုရှာရင်းကန်နဲ့အစာထိုးပစ်ခဲ့ပါတယ်။အဲရှာရီဂန်အမျိုးအစားကတော့ခူဒူအမတ်စ်ကမိဖြစ်ပြီးဒါဆိုတယောက်အချင်းချင်းအခါခါအတုံးပြုတ်ခဲ့တယ်လို့လည်းသိထားရပါတယ် ။ Obitoria သူရဲ့ Sharingan ကိုအကန့်အသတ်မရှိအသုံးပြုနေနိုင်တာက Hashirama ရဲ့ဆဲအကူအညီကြောင့်ဖြစ်ပြီးဒါဆိုကတော့ Hashirama ရဲ့ဆဲကိုလက်မောင်းမှာပဲထားထားတာကြောင့်မျက်လုံးကိစ္စမှာတော့နည်းနည်းတည်တနာတလိရှိပါတယ်။အခုဆက်ပြောမယ့်အကြောင်းအရာတွေကလူတည်နေတဲ့အကြောင်းအရာတွေဖြစ်တာကြောင့်နည်းနည်းလေးတော့အာရုံစိုက်ပေးစေချင်ပါတယ်။ဒါဆိုမှ Hashirama ရဲ့ဆဲကြောင့် Healing Factor ပါရှိပေမဲ့ Kudowa Mask ကမီကိုခဏခဏအသုံးပြုလိုက်မယ်ဆိုရင်တေချာပေါက်ကဲသွားနိုင်ပါတယ်။ဒါကြောင့်ဒါဆိုကရှာမာတခုခက်ခက်ရှိရဲ့မျက်လုံးတစ်ဖက်ကိုနှုတ်ယူပေးဖို့အမိန်ပေးခဲ့ပါတယ်။ ခုနောမှာဥချီဟာရီအများကြီးရှိနေတယ်ဆိုပေမဲ့ခါခါရှိရဲ့ရှာရင်းကန်ကထူးခြားမှုရှိတာကြောင့်ရောသူ့လိုမျိုးဥချီဟာမဟုတ်တဲ့လူတယောက်ကလက်ခံနိုင်တဲ့ရှာရင်းကန်တစ်ခုဖြစ်နေတာကြောင့်မတော်တော်လေးကိုလိုချင်တက်မှတ်ခဲ့တာပါရှာမထူကတော့ခါခါရှိရဲ့မျက်လုံးကိုမခိုးယူချင်တာကြောင့်သူ့ရဲ့နောက်လိုက်တွေနဲ့ပြန်လဲတိုက်ခိုက်ခဲ့ရပါတယ်ဒန်ဆိုကသူ့ရဲ့အမိန့်ကိုဖီဇန်နဲ့ရှာမထူကိုကန်ကျစုနဲ့ထိ ंछ ုပ်ပြီးချိန်စာအမှတ်ကိုအသက်သွင်းဖို့ကြိုးစားခဲ့ပါတယ်အဲဒီနောက်မှာတော့ခါခါရှိတယောက်ယောက်ချလာခဲ့ပြီးရှာမထူကိုကူညီကယ်ဆယ်ပေးခဲ့ပါတယ် အဲ့ဒီအချိန်တော့ကကရှိနဲ့ရာမာထူတို့နှစ်ယောက်စလုံးကအန်ဘူမမ်ဘာတွေဖြစ်နေတာကြောင့်ဒန်ဆိုအနေနဲ့ပြန်ရှင်းလိုက်မယ်ဆိုရင်တောင်မှဘသူကားမှသူ့ကိုအရေးမယူနိုင်ပါဘူးဟီရိုဇန်ကလည်းဖြစ်ပျက်နေတဲ့နေရာကိုရောက်ရှိလာခဲ့ပြီးအန်ဘူအဖွဲတဲကိုဆစ်လုခဲ့တဲ့လူဟာသူနဲ့မီနာတိုဖြစ်တာကြောင့်ကကရှိအသက်ကိုချမ်းသာပေးဖို့တောင်းဆိုလိုက်ပါတယ်ကကရှိနဲ့အတူရာမာထူကိုပါဟီရိုဇန်ရဲ့လက်အောက်မှာထားရှိဖို့အမိန့်ပေးလိုက်တဲ့သဘောမျိုးဖြစ်ပါတယ်ရှာမထိုးမှာကျင်းစာအမှတ်ကရှိနေသေးတာကြောင့်ဒန်ဆိုရဲ့ထိ ंछ ုံမှုကနေတော့မလွတ်မြောက်ခဲ့ပါဘူး ဒါပဲမဲ့လည်းဟီရူဇန်စီမှာပြောင်းရွှေ့တာဝန်ထမ်းဆောင်နေခဲ့ရတာကြောင့်ဆူနာတဲကရှာမထူကိုယုံကြည်ခဲ့တာမျိုးပါဒီလိုဖြစ်ပြီးနောက်၃နှစ်လောက်ကြာတဲ့အချိန်မှာတသားတိုင်းပြည်နယ်ခွနူဟွာတို့ကငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်ငြိမ်းချမ်းရေးလိုအတန်ကြာတာနဲ့ဖြတ်စည်းလိုက်ရမှကျင်းတဲ့ဒန်းဆိုတယောက်ဒီစာချုပ်ကိုဖြတ်စည်းနိုင်ဖို့အတွက်ခခရှိကိုထပ်မံအသုံးချခဲ့ပါတယ်ခခရှိရဲ့တွယ်တွယ်ဘက်တယောက်ကိုမိတ်ဆက်ပေးခဲ့ပြီးအဲ့တွယ်ဘက်ကတော့အီတာချီပဲဖြစ်ပါတယ်ဒါဆိုကအစောပိုင်းမှာရှာမထုံးတဲ့ခခရှိတို့ကိုအတုံးချခဲ့ပြီးဒီနေ့ရောက်မရှိတော့တဲ့အချိန်မှာတော့အီတာချီကိုဆက်လက်အတုံးချခဲ့ပါတယ် အမြဲတမ်းအမြဲတမ်းဒါဆိုကတယောက်တည်းကိုအတုံးချတာမျိုးမဟုတ်ဖဲဘယ်လက်ရုံနဲ့ညာလက်ရုံဆိုပြီးထားလိရှိတာကြောင့်အီတာချီရဲ့ပါတနာကတော့ရှီဆူရီပဲဖြစ်ပါတယ်ဖိုကာကူကိုတားဆီးနိုင်မဲ့ခူဒိုအမတ်စ်ကာမီကိုအတုံးပြို့ဖို့ပြင်ဆင်ထားခဲ့တဲ့ရှီနိုဘီတယောက်ဆိုရင်လည်းမမှားပါဘူးဒါဆိုကရှီဆူရီရဲ့ခူဒိုအမတ်စ်ကာမီကိုနှုတ်ယူတက်ဆင်အတုံးပြို့မယ်ဆိုရင်တောင်မှအခြေခံကန်ကျစုတွေကိုသာအတုံးပြို့နိုင်မှာမျိုးဖြစ်ပါတယ်ဒါကြောင့်လည်းဒါဆိုကသူ့ရဲ့ရှာရင်းကန်ကိုမီဖူမဲ့တယောက်တည်းအပေါ်မှာပဲအတုံးပြို့ခဲ့တာပါ ဒါဆိုရီယာအိုချီဟာရဲ့ခေါင်းဆောင်ဖူကာကူကိုလုံးဝမယုံကြည်တာကြောင့်ရှီဆူရီရဲ့ခူတူအမတ်စ်ကမိကိုမတူညီတဲ့လူပြောအသင်ကိုပြောင်းလဲပေးနိုင်တဲ့အထီးအတုံးပြုခိုင်းခဲ့ပါတယ်။ဒီလိုအစီအစဉ်အသေးစိတ်ကိုသိရှိရဖို့အတွက်ရှီဆူရီကိုညတညမှာဆွေးနွေးမှုအတွက်ဒါဆိုကအဆင့်ခေါ်ခဲ့ပါတယ်။ဒါဆိုကတော့အဲ့ညမှာသူ့ရဲ့လှဝက်လက်ယုံတော်တယောက်ဖြစ်တဲ့ယိုဂျီအာဘရာမဲကိုအတုံးပြုပြီးရှီဆူရီကိုအစိတ်တင်စေခဲ့ပါတယ်။အစိတ်တင်တဲ့ရှီဆူရီရဲ့မျက်လုံးတစ်ဖက်ကိုနှုတ်ယူနိုင်ခဲ့ပြီးကြံတစ်ဖက်ကိုမနှုတ်ယူနိုင်ခင်မှာပဲရှီဆူရီကထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အစိမ်းကြောင့်ဒေဂာနီအခြေအနေနဲ့ရင်ဆိုင်နေရတဲ့ရှီဆူးတယောက်အီတာချီစီမှာသူ့ရဲ့ထွက်သက်ကိုဖော်ပြခဲ့ပြီးအီတာချီကလည်းရှီဆူးရဲ့ကျေးဇူးကြောင့်မန်ကယ်ကျူရီကိုနိုးထနိုင်ခဲ့ပါတယ်။အော်ရီယန်ဆိုရအကုန်လုံးကရှီဆူးရဲ့တေဆွမှုကိုမမြင်လိုက်ရတာကြောင့်တေမသေးသွားရလားဆိုပြီးသီအိုရီတွေထုတ်ခဲ့ကြပါတယ်။ယိုဂျီအသုံးပြုတဲ့အစိမ်းကဝတ္ထုမှအရန်ပြင်းတာကြောင့်ရှီဆူးကတေချာပေါက်တေဆုံသွားခဲ့ပြီလည်းဖြစ်ပါတယ်။ဒီတရင်တွေကိုဟီရူဆန်ပြန်ချားတဲ့အချိန်မှာအီတာချီကိုအသုံးပြုပြီးဖူကာကူနဲ့ဆွေးနွေးတိုင်ပင်ဖို့ပြင်ဆင်လိုက်ပါတယ်။ ပြင်ဆင်လိုက်ပေမဲ့ဒန်ဆိုကအီတာချီကိုစာစကဲရတဲ့နဲ့ခြေချောက်ပြီးမျိုးနွယ်စုတစ်ခုလုံးကိုဖြည့်ရှင်ခိုင်းခဲ့ပါတယ်။အီတာချီကိုစာစကဲနဲ့တင်စီယုံခဲ့တာမျိုးမဟုတ်ဘဲခုနကတည်းကလုံရဲအသက်တွေနဲ့ပါခြေချောက်ခဲ့တာကြောင့်အီတာချီကလည်းအိုဘီထိုနဲ့အတူပူပေါင်းပြီးဥချီယာမျိုးနွယ်စုကိုဖြည့်ရှင်ခဲ့ရပါတယ်။ဒီလိုကျူးလွန်ပြီးကကြာမအီတာချီတယောက်ဒီကိစ္စတွေကိုချုပ်ကိုက်ဖန်တီးနေတဲ့လူဟာဒန်ဆိုဆိုရာကိုနားလည်သွားခဲ့ပါတယ်။ဟီရူဇန်ကိုရိုင်းကလည်းဒီကိစ္စတွေဖြစ်ပျက်ပြီးတဲ့နောက်ပိုင်းမှာအန်ဘူအပွဲရဲ့လှုပ်ရှားမှုတွေကိုကန့်သက်တာမြင့်ခဲ့ပါတယ် ဒီတားချီတယောက်ရှိစုရဲ့သွေးဆွေးကိုပြန်ဆက်နိုင်ဖို့တန်ဆူနဲ့ရေဆိုင်ခဲ့ပေမဲ့တန်ဆူကသူ့ကိုလုံးကျက်မဲ့ဆိုရနဲ့တပြိုင်တည်းစာစကင်နဲ့ဦးချီရရဲ့ဂုံတိတ်ခါကိုဖျက်ဆီးပြစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒီလိုနဲ့ဟီရူဇန်ကအဘူအခွဲကိုဖျက်သိမ်းလိုက်ပေမဲ့တန်ဆူကတော့တရားမဝင်ဆက်လက်လှရှားနေစေဖြစ်ပါတယ်။တန်ဆူကနာအူထူဆိုတာကိုမိရဲ့ဂျဂျူရီကီဖြစ်ပြီးခွနွားကိုဖျက်ဆီးဖို့ကြိုးစားလိုက်မယ်ဆိုတာကိုသတင်းလွှင့်ခဲ့တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။လေယောင်မြောက်ရိုင်းခါကဲအေကလည်းခွနွားရဲ့ဆုံးရှုံးမှုရဲ့အကုန်လုံးကတန်ဆူရဲ့လက်ချက်ကြောင့်ပဲလို့ကောက်ချက်ချခဲ့ပူပါတယ်။ ဒါအပြင်ရိုက်ခါကေကအိုရိုချီမာရုနဲ့တဲဖုံးရွာတို့အတူပူပေါင်းပြီးခွန်နွားကိုကျူးကျော်နိုင်ခဲ့တာဟာတေချာပေါ့ဒန်ဆိုရဲ့အကူအညီကြောင့်လို့ထောက်ပြခဲ့ပါတယ်ဒန်ဆိုကခါခဲနှစ်ယောက်ကိုဖြည့်ရှင်ပြီးအိုရိုချီမာရုဒါမှမဟုတ်လေသူ့ကိုယ်သူဟိုခါခဲနေရာကိုတင်မြှောက်ချင်ခဲ့တာကြောင့်ကဲတလုံးတဲနဲ့ငှက်နှက်ကောင်ကိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်ဒန်ဆိုတယောက်ဟီရိုဆန်ရဲ့ powerful ဖြစ်တဲ့ fujitsu တစ်ခုဖြစ်တဲ့ shiki fuji ကိုမြင်တွေ့လိုက်ရတဲ့နောက်ပိုင်းမှာတော့ sign လို့ခေါ်တဲ့ကလေးငယ်တယောက်ကို fujitsu နဲ့ပတ်သက်ပြီးအများကြီးတင်ကြားပေးခဲ့ပါတယ် ။တန်ဆိုကလူတယောက်ကိုချိန်ပေးတဲ့နေရာမှာအများကြီးပါရမီမပါလာတာကြောင့်ဆိုင်လိုမျိုးလူကိုမြေတောင်မြှောက်ပေးထားခဲ့တာပါ။ဒါကြောင့်တန်ဆိုရဲ့နောက်ဆုံးလက်ရုံးကတော့ဆိုင်ပဲဖြစ်ပါတယ်။ဟီရူဇန်နဲ့မရှိတော့တာကြောင့်ခုနှစ်ဟာအတွက်ဟိုခါခဲရွေးချယ်မှုဟာထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအချိန်မှာဟိုခါခဲနေရာအတွက်လေးကားလောက်ညင်းထားတဲ့ဂျီရာယာကဆူနာဒဲကိုထောက်ခံပေးရင်းကနေမှတစဉ်ဆူနာဒဲတယောက်၅ယောက်မြောက်ဟိုခါခဲဖြစ်လာခဲ့တယ်ပေါ့။ဖိန်းကခုနှစ်ဟာကိုဖျက်ဆီးလိုက်တဲ့အချိန်မှာဆူနာဒဲကတရွာလုံးကိုဟီပေးလိုက်တာကြောင့် Run out of Chakra ဆိုတဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။ ဆူနာတဲ့ကဒရီလင်းနေတာအကြောင်း6ရောင်မြောက်ဟိုခါခဲကိုရွေးချက်တင်ပြောက်ခဲ့ပြီးဟိုခါခဲအရန်လှုပ်ချနေတဲ့ဒန်ဆိုတယောက်နောက်ဆုံးမှာတော့ဟိုခါခဲဆူတဲ့တိုက်တဲ့တကူကိုလက်ခံရရှိခဲ့ပါတယ်။ဒန်ဆိုက6ရောင်မြောက်ဟိုခါခဲဖြစ်လာတဲ့အချိန်မှာကာဘူဒိုနဲ့အန်ကိုရိုကိုရှာပွေပြီးအိုရိုချီမာရုကိုဖြေရှင်းဖို့စတင်စ조사ခဲ့ပါတယ်။ဘာလို့ဆိုအိုရိုချီမာရုကသာဒန်ဆိုဟိုခါခဲဖြစ်လာတဲ့ဆိုတာကိုသိရင်ထေချာပေါက်လာရောက်ပေါင်ချရှင်းမှဆိုရင်ဒါကြောင့်ပါ။ဒီအချိန်မှာဒန်ဆိုရဲ့လက်ရုံးတော်တွေကဖူနဲ့ထရူနဲ့တို့ဖြစ်ပြီးအခါစုကြီးရဲ့လှရှာမှုအတွက်ခါခဲထိပ်သည့်အစီအဝေးကိုတက်ရောက်ဖို့ထွက်ခွာလာခဲ့ကြပါတယ် ။ဒန်ဆူရဲ့လမ်းကိုဖာရှနာအဖွဲတစ်ဖွဲကဝင်ရောက်တိုက်ခိုက်လာခဲ့ပါတယ်။ဖာရှနာအဖွဲဆိုတာကတိတားတိုင်းပြည်ကရှီနိုဘီအဖွဲအစီတစ်ခုဖြစ်ပြီးရေရေရေးစာချုပ်အတွက်ဒန်ဆူကိုလက်စားချေချင်နေခဲ့တာမျိုးဖြစ်ပါတယ်။ဒန်ဆူတယောက်တိုက်ခိုက်လာတဲ့ရှီနိုဘီတွေကိုဖုံးထားတဲ့ရှာရင်းကန်နဲ့ထိချုပ်လိုက်ပြီးဖာကင်စင်းဖန်းနဲ့အကုန်လုံးကိုဖြင်းရှင်းပစ်လိုက်ပါတယ်။ဖြင်းရှင်းနိုင်ခဲ့တာကြောင့်ပဲနောက်ဆုံးမှဒန်ဆူတယောက်ခါခဲအစီအဝေးကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။အစီအဝေးကိုရောက်လာတဲ့အချိန်မှာသူရဲ့ခူတိုဝါမတ်စကာမီကိုအသုံးပြုခဲ့ပြီးအစီအဝေးရဲ့အကြီးအကဲမီဖူးမဲကိုထိ ंछ ုပ်ထားနိုင်ခဲ့ပါတယ် မီဖူမဲကတော့ဒန်ဆူကိုပဲရှနိုဘီတပ်ပေါင်းစုကြည်ရဲ့အကြီးအကဲအနေနဲ့သတ်မှတ်ပေးခဲ့ပါဗါမီဇူကာခဲရဲ့လက်ထောက်ဖြစ်သူအာအိုမာကပြာကူကန်တဖက်ပါရှိနေတာကြောင့်ခူတူအမတ်စကာမီကိုအတုံးပြုနေတဲ့ဒန်ဆိုရဲ့လုံရက်ကိုရှုံချခဲ့ပါတယ်။ဒန်ဆိုရဲ့မျိုးလုံးတဖက်ကိုလည်းဖော်ပြခိုင်းခဲ့ပြီးမဖော်ပြခင်မှာပဲဇက်ဆုနဲ့ဆာစကဲတို့ကအစီအဝေးကိုဝင်ရောက်တိုက်ခိုက်လာခဲ့ကြပါတယ်။ဆာစကဲတယောက်ဇက်ဆုရဲ့အကူအညီနဲ့ခါခဲတိုင်းကိုတိုက်ခိုက်နိုင်ခဲ့ပြီးဆာမူရိုက်တရားမှာဒန်ဆိုကို ဖြစ်ရှင်းနိုင်မယ့်အခွင့်အရေးကိုရရှိခဲ့ပါတယ်။ ဒန်ဆိုတယောက်စာစကဲနဲ့ရင်ဆိုင်နိုင်ဖို့အတွက်သူ့ရဲ့ညာဘက်လက်မှာတက်ဆင်ထားတဲ့ရှာရင်းကဆယ်လုံးကို ထုတ်သွင်းလာခဲ့ပါတယ်။ဒီနေရာမှာဟာရှိရမရဲ့ဆဲကအာရှူရာရဲ့ချာကရာကိုကိုစားပြုထားပြီးအင်ဒရာရဲ့ချာကရာကိုကိုစားပြုတာကတော့ရှာရင်းကန်နေဖြစ်တာကြောင့်ဒီချာကရာနှစ်ခုကိုသာပေါင်းဆက်နိုင်ပြီးဆိုရာနဲ့တပြိုင်နက်ရိုးရိုးရှာရင်းကန်ဆိုရင်တောင်ပါအီဇာနာကီကိုအတိုးပြုနိုင်စွမ်းရှိပါတယ်။ကျွန်တော်အနေနဲ့တော့ရကြလို့ရှိရင်လည်းအီဇာနာကီနဲ့အီဇာနာမီအကြောင်းကိုတင်ဆက်ပေးသွားဖို့ရှိပါတယ်။ဒန်ဆိုကအီဇာနာကီဆယ်လုံးကျော်10မိနစ်တာတည်ဆုံမှုကိုရပ်တန့်နိုင်ခဲ့ပါတယ်။ SARS ကလည်းဒန်ဆိုရဲ့တိုက်ခိုက်မှုတွေကိုပြန်လည် healing လုပ်ဆောင်နိုင်ဖို့အတွက် current ကိုအချိန်ချင်းအခါခါကြိုက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဒန်ဆိုကို Hashirama ဆဲပါဝင်တဲ့လက်မောင်းကြီးကညင်းဆန့်ခဲ့တာကြောင့်လက်တစ်ဖက်ထဲနဲ့ပဲ SARS ရဲ့လက်ကနေထွက်ပြေးခဲ့ရပါတယ်။ SARS နဲ့ Majora လို့ယူဆထားတဲ့လူကိုဖျက်ဆီးနိုင်ဖို့အတွက်ဒန်ဆိုကသူ့ရဲ့ခန္ဓာကိုယ်ကိုဖောက်ခွဲခဲ့ပေမဲ့အဆင်မပြေခဲ့ပဲသူ့ရဲ့အသက်တာသေဆုံးသွားခဲ့ပါတယ်။လူတိုင်းလူတိုင်းရဲ့အမြင်မှာတော့ဒန်ဆိုတယောက်ကြာရှုံးသွားခဲ့ပြီဆိုပေမဲ့သူ့တက်တက်လုံးလှုပ်ဆောင်လာခဲ့တဲ့မြအရှာတိုင်းကတော့အောင်မြင်သွားခဲ့ပါတယ်။ ပထမအချက်ဟန်ဆိုနဲ့အာကာဆူကီအဖွဲ့အစည်းရဲ့ဆက်ဆံရေးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ဒုတိယအချိန်မှာလည်းအူချီယာမျိုးနွယ်စုတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်ဒါဆိုကလူပေါင်းများစွာကိုရည်ရွယ်ချက်မရှိတော့တင်ခဲ့သလိုစီးရီးယားဗီလင်အဆန်ဆုံးလောရက်တွေကိုလုံးဆောင်ဖန်တီးနိုင်ခဲ့တဲ့အီဗော်တကောင်လည်းဖြစ်နေခဲ့ပါတယ်။ဒါဆိုကတော့ကျွန်တော်တို့အားလုံးကိုအဆုံးသက်ကမလာပါလေလုခဲ့တဲ့အရာတိုင်းကအရာထင်ဖို့အရေးကြီးတယ်လို့သင်ခန်းစာပေးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒါဆိုတယောက်သူလုံးဆောင်ခဲ့တာတွေကိုနောက်တာတစ်ဆက်မှမရှာဘဲတယောက်ထဲတည်ဆုံသွားခဲ့ပါတယ်။ ဒန်ဆိုးစီကလည်းကျွန်တော်တို့သင်ယူလို့ရတာတွေကအများကြီးရှိနေတာကြောင့်ကျွန်တော်ကတော့ဒန်ဆိုးကိုတော်တော်လေးသဘောချမိပါတယ်ကဲဒီနေ့ကတော့ Naruto Serial Villain အဆန်ဆုံး Villain တစ်ယောက်ဖြစ်တဲ့ Danzo ရဲ့အကြောင်းကိုအသေးစိတ်ကြကြလေးပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။ Order နဲ့ Brother တို့အနေနဲ့ Anime Recap တွေကိုကျွန်တော်ရဲ့ Hidden Shippuden ဆိုတဲ့ channel လေးမှာတွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ်။ Channel link လေးကိုတော့ဒီ video ရဲ့ description မှာဖော်ပြပေးထားပါမယ်။ ဒီနေ့အတွက်တော့ဒီလောက်ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုအရင်ချစ်ပါတယ်အပွားပါမနေ့ပြန်ကြရင်နောက်ထပ်ဗီဒီယိုအသစ်တစ်ပုဒ်နဲ့တူပြန်တွေ့ကြတာပေါ့အားလုံးပဲဘိုင်ဘိုင်